ရကန်ပြည်နယ်မြို့တော်စစ်တွေမြို့ကလေရန်မြစ်ကမ်းကြီမှာမြေ92အေကဖော်ထုတ်မဲ့အကြောင်းကိုအောင်ရဲ့သတင်းပြပို့ချက်မှာရှုသားနေပါတယ်နော်ဒီစီမံကိန်းကိုစစ်တွေမြို့ကလေရန်မြို့ဝမှာရှိတဲ့စွန့်ရင်စိတ်ကမ်းနဲ့မြို့မဆေးကြီးစိတ်ခံတရာအကြာပေ9000ကျော်အရှည်ရှိတဲ့ကမ်းကြီမှာကြောက်တန်းစီမြေဖို့ပြီးမြေဧရိယာ92အေကကိုဖော်ထုတ်မှာဖြစ်ပါတယ် ကိုရီးယားနိုင်ငံခြေစိုက် BHD International Company Limited ရဲ့ကမ်းလှမ်းချက်အရရခိုင်ပြည်နယ်အစိုးရနဲ့သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးဆောင်ရွက်တာဖြစ်တယ်လို့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမြအောင်ကပြောပါတယ်။ဒီပုစံတွေကမှ30ရာခိုင်နှုန်းအဲကျွန်တော်ရခိုင်ပြည်နယ်အစိုးရရဲ့ဒါဒေသဖွံ့ဖြိုးရေးမှူးဝင်တွေသုံးဆိုင်မှာဖြစ်ပါတယ်။ကျန်တဲ့30ရာခိုင်နှုန်းကိုဒါငွေကြေးအပြင်ရင်းနှီးမြှုပ်နှံတဲ့ပုံလိုအနေနဲ့ကန်ဆန်းသွားရှိတာဖြစ်ပါတယ်။စီမံကိန်းကို ကလရံမြစ်နောက်ဖက်ကံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ဆောင်ရွက်တာဖြစ်ပြီးဒေသခံတွေအလောက်ကံခွင်လန်းတဲ့လူနေမှုအဆင့်မြင့်လာနိုင်မှာဖြစ်တယ်လို့လည်းပြောပါတယ်။ဒီအလောက်ကံခွင်လန်းတဲ့ပတ်သက်လို့ဒါသူ့ရဲ့ skill ဘူးပေါ့သူ့ရဲ့လုံအားစွမ်းဆောင်မှုဒီသေးပေါ်မှာမူတည်ပြီးတော့ဟာလေကျွန်တော်တို့ကဒါလူသမားအလုပ်တွေကိုထက်သွားမှာဖြစ်ပါတယ်။ထက်သွားမှာဖြစ်ပါတယ်။ဒါလည်းကျွန်တော်တို့ရဲ့ဘောတူကြီးမှာပါလိမ့်ကဖြစ်ပါတယ်။ဒီစီမံကိန်းမှာအဆင့်မြင့်အင်အားကုန်တိုက်တဲ့ဈေးဆိုင်ကန်းတွေ ဆက်ယုံအလုပ်ယုံတွေအဆင့်မီလမ်းနဲ့ရင်းနှုံမြောင်းတွေပါဝင်တဲ့မြို့ပြလူနေရပ်ကွက် ဖြစ်လာဖို့အတွက်နိုင်ငံတကာနဲ့ပြည်တွင်းကရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင်နိုင်မယ်လို့မျှော်လင့်ထားတဲ့အကြောင်းကုမ္ပဏီဥက္ကဋ္ဌကပြောပါတယ် In order to make this project successful, we will need to have full support and cooperation from the local communities and Rakhine state government, especially during our construction period. ။စီမံကိန်းမှာအမေရိကန်ဒေါ်လာ12သန်းကိုယင်းနှစ်မြုပ်နှံသွားမှာဖြစ်ပြီးအကျိုးမြတ်ရဲ့30ရာခိုင်နှုန်းကိုရခိုင်ပြည်နယ်အစိုးရအဖွဲ့ကရရှိမှာဖြစ်ပါတယ်။တိစောက်ချိန်နှစ်နှစ်ကြာမြင့်မှာဖြစ်ပြီးဒေသခံတွေအတွက်အလုတ်ကံအခွင့်အလမ်းရဖို့အထူးမျှော်လင့်ထားကြပါတယ်။ကျွန်တော်ကိုအောင်ပါခင်ဗျာ။